ျွန်တော်တို့ကိုယ့်လက်မောင်းကိုကိုပြန်ကြည့်လိုက်အောင်ဗျာတို့ခမရဲ့ဘယ်ဘက်လက်မောင်းမှာပဲဖြစ်ဖြစ်ညာဘက်လက်မောင်းမှာပဲဖြစ်ဖြစ်အခုကျွန်တော်ပြောပြမယ်ပုံကိုကြီးပေးရတဲ့ချစ်ဖို့ကောင်းတဲ့အမာယုတ်ကလေးတွေရှိနေမယ်ဆိုတာကျွန်တော်ယုံကြည်နေပါတယ်အဲ့ဒီတော့ဗျာကျွန်တော်တို့ကိုအဲ့ဒီအမာရွတ်တွေပေးခဲ့ပြီးတော့ကုဆက်ယောဂတွေကနေပြီးတော့ကာကွယ်ပေးနိုင်ခဲ့တဲ့ပုံကိုကြီးတယောက်ရဲ့အကြောင်းကိုကျွန်တော်တို့ဒီဗီဒီယိုလေးကနေတစ်ဆင့်လေ့လာကြည့်အောင်ခွဲစိတ်ပညာရဲ့သမိုင်းကို လေ့လာခြင်း အပိုင်း20ကနေပြီးတော့ပြန်လည်ကြိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့19ရာစုမှာသိပ္ပံပညာရှင်လောကကြီးတစ်ခုလုံးကိုတုံလို့စေခဲ့ပြီးတော့ကဘာဘောကလူတန်းပေါင်းများစွာရဲ့အသက်ကိုကတင်ပေးခဲ့တဲ့ပြင်သစ်လူမျိုးဓာတုပြေရာပညာရှင်တရားအကြောင်းပဲဖြစ်ပါတယ်သူ့နာမည်ကတော့လူးဝစ်ပါဆီယာလို့ခေါ်ပါတယ်အဲ့တော့လူးဝစ်ပါဆီယာကို1822ခုနှစ်မှာပြင်သစ်နိုင်ငံကတည်ရည်နေတဲ့မိသားစုတစ်ခုကနေပြီးတော့မွေးဖွားလာခဲ့ပါတယ် သူ့ရဲ့ငယ်စဉ်ဘဝမှာပါရှာပညာရေးမှာတအားကြီးထူးချွန်တဲ့ကျောင်းသားတယောက်တော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်တို့ခင်ဗျားတို့လိုပဲပုံဆွဲတာငားများတာကိုဝါသနာထုံတဲ့ကျောင်းသားလေးတယောက်ပါပဲအဲ့တော့1840လောက်မှာသူဟာဒသနိကဗေဒကိုလေ့လာပြီးတော့ဝိဇာဘွဲကိုအရင်စရခဲ့တာပေါ့နော်ဝိဇာကနေပြီးတော့မှပဲသိပ္ပံဘက်ကိုပြောင်းပြီးတော့သင်ယူခဲ့တာပေါ့1848လောက်မှာသူဟာ University of Strasbourg မှာဓာတ်ပိတာပါမောက္ခဖြစ်လာခဲ့ပါတယ် 1846လောက်မှာအိမ်ောင်ကျခဲ့တဲ့ပါရှာဟာကံမကောင်းစွာနဲ့ပဲဗျာသူရဲ့ကလေး9ယောက်ထဲကကလေး3ယောက်ဥယောင်ငမ်းပြားလို့ခေါ်တယ်တိုက်ဖိုက်ယောဂါနဲ့ကွယ်လွန်ခဲ့ရတာဗျာအဲ့တော့အဲ့ဒီအချက်ကပဲပါရှာကိုကူးဆက်ယောဂါသူ့တည်တနာလုပ်ငန်းတွေပေါ်မှာပို့ပြီးအာယုံစိုက်စီခဲ့တဲ့အကြောင်းရင်းတွေကတခုလည်းဖြစ်နိုင်ပါတယ်1854ခုနှစ်မှာ University of Lille ရဲ့ဒီသိပ္ပံဌာနအသစ်တစ်ခုရဲ့ဒီနေ့အဖြစ်ခန့်အခမ်းပြီးတော့အဲ့ဒီနေရာမှာပဲသူ့ရဲ့နာမည်ကျော်တဲ့ fermentation လို့ခေါ်တဲ့အချင်းဖောက်ခြင်းဆိုင်ရာလေ့လာမှုတွေကိုပါဆရာစတင်ခဲ့တာပေါ့ဗျာ1859ခုနှစ်လောက်မှာပြင်သစ်ကစိတ်ုံပိုင်ရှင်တွေကပါဆရာစီကိုပြဿနာတစ်ခုယူလာခဲ့တာပေါ့ဗျာအဲ့တော့သူတို့ထုတ်လုပ်တဲ့ wine တွေ beer တွေဟာခြင်သွားတာတွေပျက်စီးသွားတာတွေဖြစ်လာလို့ပေါ့အဓိကတော့အဲ့ဒီခေတ်ကနေသားနေရပေါ့ဗျာလူတွေကဒီလိုဖြစ်တာဟာလေရဲ့မကောင်းတဲ့ငွေသက်တွေကြောင့်ဒါမှမဟုတ်ရင် ဒီပစ္စည်းတွေကနေသူ့လိုလိုပေါက်ဖွာလာတဲ့ပိုးမွှားတွေကြောင့်ဆိုပြီးတော့ပဲလက်ခံယူဆထားကြတဲ့အချိန်ပေါ့ဗျာဒါပေမဲ့ပါရှာအဲ့ဒီယူဆကိုလက်မခံမဲနဲ့ဒီမန်ဘလူးကိုအုံပြုပြီးတော့အဖြေကိုရှာခဲ့တာပေါ့ဗျာအဲ့တော့သူအပြက်စီးနေတဲ့ဝိုင်းတွေကိုမန်ဘလူးနဲ့ကြီးလိုက်တဲ့အခါမှာဒီအရည်ထဲမှာလှုပ်ရှားနေတဲ့တက်ရှိတေးသေးလေးတွေကိုသူတွေ့လိုက်ရတာပေါ့အဲ့ဒီတက်ရှိလေးတွေဟာဝိုင်းကိုကောင်းစေတဲ့တဲ့ဈေးလို့ခေါ်ရည်စေမဟုတ်ဘဲနဲ့တခြားမကောင်းတဲ့ ဘက်တီးရီးယားပိုးမဆိုးတွေဖြစ်တယ်ဆိုတာကိုသူတက်တည်ပြခဲ့ပါတယ်အဲ့ဒါကတော့ကမ္ဘာကျန်းမာရေးလောကကြီးသမိုင်းတစ်ခုလုံးကိုပြောင်းပြန်လှန်ပြင်မယ်ပိုးမွား theory လို့ခေါ်တဲ့ jam theory ရဲ့အစပဲဖြစ်ပါတယ် jam theory ကိုစပြီးတော့ဖော်ထုတ်မယ် louis pasteur ရဲ့စမ်းသပ်ခန်းကြီးအကြောင်းကိုမပြောခင်လွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်တည်းကလူတွေဟာရှေးခေတ် greek အတွေးခေါ်ပညာရှင်ဒီ aristotle ရဲ့အယူဆတစ်ခုကိုယုံကြည်နေကြတာပေါ့ဗျာအဲ့ဒါကတော့ spontaneous generation လို့ခေါ်တယ် သက်ရှိမဟုတ်တဲ့ပစ္စည်းတွေကနေပြီးတော့သက်ရှိတွေဟာသူ့အလိုလိုပေါက်ဖွားလာနိုင်တယ်ဆိုတဲ့ theory ပါပဲဥပမာပြောရရင်တော့ဒီအသားတွေပုတ်ရင် လောက်တွေဖြစ်လာတယ်ငွေကြီးတွေနဲ့ညက်ပတ်နေတဲ့ပေပွားနေတဲ့အမိုက်ပုံတွေကြားထဲကနေကြွက်တွေထွက်လာတယ်ခင်းရည်တမျိုးမျိုးခင်ဗျာပြင်မှာဂျာကြီးပစ်ထားလိုက်ရင်ပုံမွားတွေပေါက်လာတယ်အဲ့ဒီအချက်တွေနဲ့အဲ့ဒီယူဆတွေကိုခြေဖြတ်ဖို့အတွက်လူ့စ်ပါချာဟာအချက်၃ချက်ကိုတက်တည်ပြကိုလုံနေခဲ့တာပေါ့ဗျာပထမဆုံးတက်တည်ပြရမယ်အချက်ကနံပါတ်၁ကတော့ အရည်ရည်ကိုပျက်စီးစေတာလေးမဟုတ်ဘူးနံပါတ်1ကတော့အရည်ရည်ကိုပျက်စီးစေတာလေးတဲကပါလာတဲ့အမုံမွားပိုးမွားတွေဖြစ်တယ်နံပါတ်3ကတော့ပိုးမွားမပါဘူးဆိုရင်ဘယ်တော့မှအရည်ရည်ပျက်စီးမှာမဟုတ်ဘူးဆိုတဲ့အချက်တွေကိုသူ့အနေနဲ့သတိပြဖို့လိုခဲ့တာပါသူ့ရဲ့တက်ခွဲကန်းထဲမှာပါချာဟာ S shape flex လို့ခေါ်တဲ့ဘဲလေပင်ပုံစံဖန်ပလင်းလေးကိုဒီဇိုင်းဆွဲခဲ့တာပေါ့ဗျာအဲ့ဒီဖန်ပလင်းနဲ့ကို ိုးမွားရှင်သန်ကြီးထွားဖို့အတွက်ဒီအဟာရတဲ့ကြွယ်ဝတဲ့တားပြုတ်ရည်ကိုဖမ်မလင်းလေးလေးခုလုံးနဲ့ကိုထည့်လိုက်တာပေါ့ဗျာဖမ်မလင်းလေးလုံးလုံးကိုအပူပြင်းပြင်းပေးပြီးတော့စူပွက်တော်အောင်လှုပ်လိုက်ပါတယ်အဲ့ဒီလှုပ်လိုက်တဲ့အတွက်ဒီရည်ထဲမှာမူလနှစ်ကိုယ်တည်းကရှိနေနိုင်တယ်တက်ရှိပိုးမွားရအားလုံးကတည်ဆုံသွားတာပေါ့ဗျာအဲ့တော့အဲ့ဒီရည်တွေဟာအခုဆိုရင်ပိုးတန့်သွားပြီပေါ့အဲ့တော့လေးချောင်းပြက်စီးတာဆိုရင်ပလင်းနံပါတ်1ထဲက အရှိတည်ပျက်စီးတင်တာပေါ့ဒါပေမဲ့လေထဲမှာပါလာတဲ့ဖုံမုံလေးတွေ sports လေးတွေပူမွားလေးတွေဟာ family ရဲ့အောက်ခြေထိမရောက်နိုင်ဘဲနဲ့ SQ ရဲ့အတွင်းနိုင်ရန်ဘက်ဒီမှာမှုရီဖွဲ့ထားတဲ့ရေဆက်လေးတွေထဲမှာပဲပိတ်မိနေကြတာပေါ့ဗျာအော်ပါရှာဟာ plane number 1ကိုရပောင်းများစွာလာပောင်းများစွာထားခဲ့ပြီးမြဲအရေးတွေဟာကြီးလင်းလေးဆက်ဖြစ်ပြီးတော့ပူမွားတကောင်မှပေါက်ဖွာလာတာမရှိခဲ့ပါဘူးအဲ့ဒီအချိန်မှာဒီ spontaneous generation theory ကိုလက်ခံထားတဲ့သူတွေဟာစကလုံးရှာမရဖြစ်နေပါဘူး ဘာလို့လဲဆိုတော့လေယာဝင်နေတာပဲလေဘာလို့ပိုးမွားတွေကပေါ်မလာတာလဲပေါ့နော်ပါရှားနောက်ပလင်းတစ်လုံးကိုစောင်းပလိုက်ပါတယ်အဲ့တော့ပလင်းကိုစောင်းပလိုက်ပြီးတော့အရည်တွေကို S shape အခွေလေးထဲမှာပိတ်မိနေတဲ့ပိုးမွားတွေနဲ့ထိတွေ့စေလိုက်တဲ့အခါမှာနိုင်ရင်နေငယ်အကြာမှာပဲအရည်တွေဟာနောက်ကျသွားပြီတော့ပိုးမွားအစ်စ်တွေထပ်ပြီးတော့ပေါက်လာတာပေါ့ဗျာနောက်ပလင်းတစ်လုံးကိုလည်းသူဟာ S ပုံစံလေဘင်းကိုချိုးပလိုက်ပြီးတော့လေတွေကဖုံးဖုံးတွေနဲ့အရည်တွေကိုတိုက်ရိုက်ကျစေခဲ့တာပေါ့ဗျာအဲ့တော့အဲ့ဒီ အခါမှာလည်းအဲ့ဒီအရေးဟာအချိန်တို့တွင်းမှာပဲပျက်စီးသွားခဲ့တာပေါ့ဗျာအဲ့တော့အဲ့ဒီတခွဲကန်းကနေပြီးတော့ဘာဆရာအတီလင်းသက်သေပြလိုက်တာတော့ပျက်စီးခြင်းရဲ့အကြောင်းရင်းဟာလေမဟုတ်ဘူးပျက်စီးစေတာဟာလေထဲမှာပါတဲ့ပိုးမွှားတွေကြောင့်ပဲဖြစ်တယ်အဲ့ဒီပိုးမွားတွေဟာရေတဲ့ကိုမရောက်မချင်းဘယ်တော့မှတက်ရှိအစ်စ်တွေပိုးမွားအစ်စ်တွေပေါ်မလာဘူးဆိုတော့အချက်တွေပဲဖြစ်ပါတယ်။အဲ့ဒီစမ်းသပ်မှုဟာ spontaneous generation ဆိုတဲ့ theory ကိုလုံးဝဖြိုချပစ်ခဲ့ပြီးတော့ biogenetics လို့ခေါ်တဲ့ သက်ရှိဆိုတာသက်ရှိရနေပဲဖြစ်ပေါ်တယ်ဆိုတော့ခေတ္တသိပ္ပံရဲ့အခြေအခံအုတ်မြစ်ကိုစပြီးတော့တိဆောက်ပြီးခဲ့တာပဲဖြစ်ပါတယ်ဗျာအဲ့ဒီပိုးသက်တဲ့ကိစ္စကိုနောက်တစ်ဆက်အနေနဲ့လက်တွေ့ကမ္ဘာမှာအသုံးချခဲ့ပါတယ်ခုနကဝိုင်းနေကိုမပြည့်စည်အောင်ဘလူကာကိုရမလို့ဆိုပြဿနာ ਉਹ သူကဝိုင်းနေကိုအပူချိန်တစ်ခုထိပေးပြီးတော့ပိုးသက်တဲ့နီးစနစ်ကိုရှာဖို့တွေ့ရှိခဲ့ပါတယ်အဲ့ဒီနီးစနစ်ကိုနောင်လာနောက်သားတွေကသူ့ကိုဂွန်ပြူတဲ့အနေနဲ့ pasteurization လို့နာမည်ပေးခဲ့ပြီးတော့ ဒီနေ့ခေတ်မှာကျွန်တော်တို့တောက်သုံးနေတဲ့နှုတ်တွေကို BN ရဲ့ကင်းအောင်ပြုလုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ pasteurization ဆိုတာတော့ဗျာသက်ဆိုင်ရာအရေးဥပမာနှုတ်ပေါ့နော်အဲ့ဒါကို 100°C out က temperature တစ်ခုမှာအချိန်တိုင်းတာတစ်ခုထိအပူပေးလိုက်ပါတယ်ပူပေးပြီးတော့မှသူ့ကို rabbit cooling လို့ခေါ်တဲ့အလင်းအမြန်ပြန်ပြီးတော့အေးခံခြင်းအပြင်ဒီနှုတ်တွေကအရသာလဲပျက်စီးပဲနဲ့ပိုးတက်နိုင်တဲ့အာနိသင်ကိုရရှိရဖြစ်ပါတယ် နောက်ထပ်အရေးကြီးတယ်သူရဲ့ဖော်ထုတ်တွေ့ရှိမှုတွေထဲမှာပူးမွားတွေကိုအားနေအောင်လုပ်ပြီးတော့ကာကွယ်ဆေးအဖြစ်အသုံးပြုတဲ့ဒီလန်းကိုစပြီးတော့ဖော်ထုတ်ခဲ့သူပါလေပါရှာပဲဖြစ်ပါတယ်ပါရှာဟာကာကွယ်ဆေးကိုကိုယ်တိုင်စတင်ဖော်ထုတ်ခဲ့တဲ့သူတော့မဟုတ်ပေမဲ့ဒီကာကွယ်ဆေးရဲ့ဖခင်ကြီးလို့ခေါ်ရတဲ့အကြောင်းရင်းတွေလည်းရှိနေပါတယ်သူကာကွယ်ဆေးရှာဖို့တွေ့ရှိမှုကလည်းမတော်တဆဖြစ်ရဲ့ကလေးတွေနဲ့စခဲ့တယ်လို့ပြောလို့ရတာပေါ့ဗျာ1896လောက်မှာ ပြင်သစ်မှာဒီ ချက်ကာလာဝိုင်းယောဂါလို့ခေါ်တဲ့ဖောက်ကောလာဖြစ်နေတဲ့ကာလာတွေပေါ့ဗျာအဲ့ဒီကာလာတွေမှာလူးစ်ပါချာနဲ့သူ့ရဲ့တပည့်ဟာအဲ့ဖောက်ကောလာဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုဓာတ်ခွဲခန်းမှာပဲပုံမှန်မွေးမြူပြီးတော့စမ်းသပ်နေခဲ့တာပေါ့ဗျာအဲ့ဒီချိန်မှာသူ့ရဲ့လက်ထောက်ဟာရုံးပိတ်ရဲ့ပေါ့နော်အားလည်းရဲ့မတိုင်ခင်မှာချက်တွေကိုဒီပိုးမွားအစ်စ်တွေထိုးပေးဖို့မေ့သွားပြီးတော့မွေးထားတဲ့ပိုးမွားတွေကိုဒီတိုင်းပဲထားခဲ့တာပေါ့ဗျာထားခဲ့ပြီးတော့သူက ြန်လာတဲ့အချိန်ကျတော့ချက်တွေကိုဒီပိုးမွားအစ်စ်တွေထိုးပေးရမယ်ဆိုအရင် သူခွင့်မသွားခင်တော့ထားခဲ့တဲ့ပိုးမွားအဟောင်းတွေကိုပဲပြန်ပြီးတော့ထိုးပေးလိုက်တာပေါ့အဲ့တော့ထိုးပေးလိုက်တဲ့ချိန်မှာချက်တွေကယောဂမဖြစ်ဖ ೇನೆ သက်ရှင်ကြံရင်ခဲ့တာပေါ့ဗျာအရင်တော့ဆိုရင်ချက်တွေကအဲ့ဒီလိုဆေးထိုးပေးလိုက်တာ ਨੇ တခါတည်းတန်းသေးတာပေါ့အဲ့ချိန်မှာဘတ်ရှားလည်းအံ့ဩသွားပြီးတော့ဒီအသက်ရှင်တဲ့ချက်တွေကိုဘတ်ရှားကနောက်ထပ်ဥဆက်နိုင်စွမ်းပြင်းတဲ့ပိုးမွားအစ်စ်ကိုထပ်ထိုးပေးတဲ့အခါမှာလည်း ဲ့ဒီကြက်တွေဟာလုံးဝကိုယောဂါမကူးဆက်တော့ဘဲနဲ့ယောဂါကိုခုခံကာကွယ်နိုင်စွမ်းရှိတာကိုတွေ့လဲရတာပေါ့ဗျာအဲ့တော့အရင်ကနေသူတို့ဗာတိလာလဲဆိုတော့ရက်ကြာလာတဲ့အချိန်မှာပိုးမွားတွေက virulence လို့ခေါ်တဲ့ယောဂဖြစ်ပွားနိုင်စွမ်းကျဆင်းသွားတာကိုသူတို့သတိထားမိတာပေါ့ဗျာအဲ့ဒီအားနေသွားတဲ့ပိုးမွားအင်္ဂလိပ်လိုပြောရရင်တော့ဗျာ attenuated microbe ကိုကိုယ်ထဲကိုထိုးသွင်းလိုက်တဲ့အခါယောဂါလည်းတအားပြင်းပြင်းထန်ထန်ကြီးမဖြစ်တော့ဘဲနဲ့ခန္ဓာကိုယ်ရဲ့ကိုယ်ကားစနစ်ကိုသွားပြီးတော့노ကြစေပြီးတော့ အနာဂတ်မှာဖြစ်လာနိုင်တဲ့ပိုးအပြင်းစားတွေကိုပါတိုက်ထုတ်ပေးနိုင်တယ်ဆိုတော့နားလေသဘောပေါက်သွားတာပေါ့ဗျာအဲ့ဒါကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့အသက်တွေကိုကာကွယ်ပေးနေတဲ့ life attenuated vaccine ရဲ့အခြေခံသဘောတရားပဲဖြစ်လာတာပေါ့ဗျာပါရှာဟာသူရှာဖွေတွေ့ရှိထားတယ်ဒီပိုးမွှားတွေကိုအားနည်းအောင်လှုပ်တဲ့နီလန်းဟာတခြားယောဂါတွေအတွက်ပါအကျိုးရှိနိုင်တယ်ဆိုပြီးတော့သူသုံးသပ်လိုက်တာပေါ့နော်အဲ့ဒီ ကာလာတော့ကပြင်သစ်ကရိတ်ဆန်နေမှာသူနွားစတဲ့မွေးမြူရေးရိတ်ဆန်တွေကိုအကြီးကျယ်သေးစေနိုင်တဲ့အန်ဒရက်စ်ပိုးရတဲ့တခိထအနေနဲ့ချိန်ပေါ့ဗျာရောပါရှာဟာဒီအန်ဒရက်စ်ဘက်တီးရီးယားကိုပုံမှန်ထက်ပူတဲ့အပူချိန်ပေါ့ဗျာ 42°C ကနေပြီးတော့ 43°C လောက်ထိထိတွေ့စေလိုက်တာပေါ့အဲ့တော့အဲ့ဒီကိစ္စကိုသူက1880ခုနှစ်မှာလူသိရှင်ကြားစမ်းသပ်ပြခဲ့ပါတယ် ပါရှာဟာသူ့အကောင်90ကိုကောင်အစိတ်စီခွဲလိုက်တယ်25ကောင်ကိုခဏကျွန်တော်ပြောထားတဲ့နီးနဲ့အားနည်းအောင်လှုပ်ထားတဲ့ကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးခဲ့ပါတယ်အဲ့တော့ခြံနဲ့သိုး25កောင်တော့ဘာစိမမထိုးဘဲနေတိုင်းထားလိုက်တာပေါ့ဗျာအဲ့တော့နောက်ထပ်ရဲ့အနှဲငယ်ကြားတဲ့အချိန်မှာအဲ့ဒီသိုးအကောင်90လုံးကို Andres Po ပြင်းစားပေါ့ဗျာထပ်ပြီးတော့ထိုးပေးခဲ့တာပေါ့ရလက်အနေနဲ့နောက်2ရက်3ရက်အတွင်းမှာကာကွယ်ဆေးထိုးထားတဲ့သိုး25កောင်လုံးကဘာရောဂါမှမဖြစ်ဘဲနဲ့ကာကွယ်ဆေးထိုးမထားတဲ့သိုး25កောင်လုံးက တည်ဆုံးခဲ့ပါတယ်ဒီစံသက်မှုဟာပါဆရာရဲ့ဒီကာကွယ်ဆေးနီးလန်းကိုရိတ်ဆန်မွေးမြူရေးသမားတွေရောသိပ်ပံလောကတစ်ခုလုံးရောအတိမတ်ပြုလက်ခံစေခဲ့ပြီးတော့သူ့ရဲ့ကာကွယ်ဆေးတည်ထွင်ခြင်း principle နေရာမှာပို့ပြီးတော့ခိုင်မာစေခဲ့တာပေါ့ဗျာသူ့ရဲ့နာမည်ကြော်ကြားမှုဟာလည်းအဲ့ဒီအချိန်မှာတမဟုတ်ချင်းတက်သွားတာပေါ့သူ့ရဲ့အောင်မြင်မှုတွေထဲမှာအရေးကြီးဆုံးပေါ့နော်အကြီးကျယ်ဆုံးအောင်မြင်မှုလို့ပြောလို့ရတဲ့ဟာကတော့ဒီခွေးဥပြန်ကာကွယ်ဆေးပဲပေါ့ဗျာအဲ့တော့ခွေးဥပြန်ယောဂါဟာဒီ ုံနောက်နဲ့အာယုံရစနစ်ကိုတိုက်ခိုက်ပြီးတော့ယောဂဖြစ်ပြီးဆိုတာနဲ့ယောဂလက္ခဏာစပြပြီးဆိုတာနဲ့ဒီဆုံးမှုနှုန်း69ရာခိုင်နှုန်းအထက်မှာပဲရှိတာပေါ့ဗျာအဲ့တော့ခွေးယူးပြန်ယောဂဖြစ်စေတဲ့ပုံမွားကတော့သူတို့ကအမှန်ဘူးနဲ့ကြည့်လို့မမြင်ရဘူးဗျအရင်သေးလုံးတော့လေ virus ဆိုတော့ခုခေတ်မှာကြာမှာပဲဒါ virus မှန်တည်တာပေါ့အဲ့တော့အမှန်ဘူးနဲ့ကြည့်လို့မရတဲ့အတွက်ကြောင့်မို့ Louis Pasteur တို့အဖွဲ့ဟာဒီခွေးယူးပြန်ကာကွယ်ဆေးကိုတခွဲခန်းထဲမှာပိုးမွေးလို့မရဘူးဗျာ မင်းကတော့ပါဆာကခွေးယူပြန်ယောဂဖြစ်နေတဲ့တိရစ္ဆာန်ကြီးဥပမာယုံတို့ဘာတို့ကိုလေ့လာကြည့်တဲ့အချိန်မှာသူကအာယုံရောစနစ်ကိုတိုက်ခိုက်ကြအောင်သူတွေ့ခဲ့တာပေါ့ဗျာအဲ့တော့သူကယုံတွေကိုအသုံးပြုပြီးတော့ယောဂပိုးရှိတဲ့ယုံရဲ့ spinal cord လို့ခေါ်တဲ့ကြောယုံမှဖြတ်ပြီးတော့ယူလိုက်တယ်ဗျာယူပြီးတော့အဲ့ဒါကိုအစင်စင်လေးနဲ့ထိတွေ့ပြီး၆တွေ့အောင်လှုပ်လိုက်တဲ့နီးနဲ့ပိုးပွားကိုတဖြည်းဖြည်းချင်းအားနှဲစေတဲ့နီးကိုစပြီးတော့တွေ့ခဲ့တာပေါ့ဗျာအဲ့ဒီနီးနဲ့ပဲသူတိရစ္ဆာန်ကြီးကိုစမ်းသပ်မှုတွေလုပ်နေခဲ့တာပေါ့1885ခုနှစ်ဇူလိုင်လ6ရက် ဲ့နေမှာအဲဂျိုးဆက်မိုင်စတာလို့အမည်ရတဲ့ကိုးနှစ်သားလေးတယောက်ဟာခွေးယူတကောင်သူ့ကို14ချက်လောက်ကြိုက်ခံလိုက်ရတာပေါ့ဗျာအဲ့တော့အဲ့ချိန်မှာပါဆာစီကိုသူ့အမေကနေပြီးတော့ခေါ်လာတာပေါ့ဗျာသူ့အသက်ကိုကယ်ပေးဖို့ကလေးကတော့ခင်ဗျာတော်တော်ဆူဆူဝါးကြိုက်ခံထားရတာဆိုတော့အဲ့ဒီခေအဲ့ဒီကာလာနေထားနေဆိုရင်တော့ဒီကလေးကတေဖို့များသွားပြီပေါ့ဗျာမကြာခင်မှာပဲခွေးယူပြန်ယောဂါလက္ခဏာတွေပြပြီးတေတော့မှာပေါ့ပါဆာစဉ်းစားတယ်သူဆရာဝန်မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့သူ သူ့ရဲ့လုပ်ဖို့ကိုင်းမဲ့ဆရာဝန်နေနဲ့တိုင်ပင်ပြီးတော့ဒီစွန်စားတဲ့ကုသမှုတစ်ခုကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့သူကဒီကလေးလေးကိုခုနကျွန်တော်ပြောပြထားတဲ့ယုံရဲ့ကြောရိုးကနေပြီးတော့ရရတယ်အချောက်ခံထားတဲ့ကာကွယ်ဆေးကိုစပြီးတော့ထိုးခဲ့တာပေါ့ဗျာသူကိုယ်တိုင်ထိုးတာတော့မဟုတ်ဘူးပေါ့အဲ့ဒီသူသူမိတ်ဆွေဆရာဝန်ထိုးခိုင်းတာပေါ့အဲ့တော့နောက်ရက်ဒီမှာတဖြည်းဖြည်းပို့အားကောင်းတဲ့ပိုးမွားတွေပါတဲ့ဆေးကိုဆယ်ရက်စက်တိုက်ထိုးပေးခဲ့တာပေါ့ရွေးချက်ကတော့ခုနကပြောသလိုပဲကလေးရဲ့ကိုကစနစ်ကိုလေ့ကျင့်ပေးဖို့ပဲ ရရလက်အနေနဲ့ကတော့အဲ့ဒီကလေးကလုံးဝခွေးယူရမဖြစ်တော့ဘဲနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။အဲ့ဒီအောင်မြင်မှုဟာဒီဆီလောကကိုတုံ့လုံစေခဲ့ပြီးတော့ကာခွေစည်းပညာဟာလူသားတွေအတွက်တကယ်ကိုအသက်ကယ်နိုင်တဲ့နည်းလမ်းဖြစ်ကြောင်းသက်တည်ပြခဲ့ပါတယ်။ဂျိုးဆက်မိုင်စတာကလည်းသူ့ရဲ့တက်တန်းတလျှောက်လုံးမှာပါစီယာတီထောင်ခဲ့တဲ့ပါစီယာအင်စတီကျူရဲ့ကဲဒိတ်ကအဖြစ်တောက်လျှောက်ဆောင်ရွက်ခဲ့ပြီးတော့1940သူအသက်64နှစ်လောက်အရွယ်ကြမှာပါစီယာအင်စတီကျူမှာပဲ ွယ်လွန်ခဲ့ပါတယ်။လူးစ်ပါချာက1895ခုနှစ်မှာပဲကွယ်လွန်ခဲ့ပါတယ်။ဒါပေမဲ့သူစပြီးတော့တည်ထောင်ခဲ့တဲ့ပါဆီယာအင်စတီကျူဟာဒီနေ့ထိကမ္ဘာယောဂဗရတွေအတွက်ဆက်လက် သုတေသနပြုနေစေလို့ပြောလို့ရတာပေါ့ဗျာ။အဲ့ပါဆီယာအင်စတီကျူဟာဒီ biomedical research မှာတော့အများပြည်သူကျန်းမာရေးပညာရေးနဲ့ဒီယောဂကာကွယ်ဆေးတွေတည်ထွင်ခြင်းတွေအတွက်တကယ့်ကိုကမ္ဘာကျော်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်နေတော့မှာပဲ။သူတို့ဟာဒီ AIDS ယောဂကိုဖြစ်စေတဲ့ HIV ဗိုင်းရပ်စ်ပိုးကို1983ခုနှစ်မှာပထမဦးဆုံးစတင်ပေါ်ထုတ်နိုင်ခဲ့တဲ့အဖွဲ့အစည်းလေးဖြစ်တာပေါ့ဗျာအဲ့နောက်ပိုင်းမှာအဲ့ဒီ HIV ရောဂါကိုတွေ့ရှိစေတဲ့အတွက် Nobel ဆုတွေချီးမြှင့်ခံသလိုနောက်ပိုင်းမှာလည်း Nobel ဆုရှင်တွေအများကြီးပေါ်ထွက်ခဲ့တယ်တကယ်ကိုမျိုးစေ့တန်တဲ့အဖွဲ့အစည်းတစ်ခုလို့ပြောရရင်မမှားဘူးပေါ့ဗျာ ါဆရာဟာတခွဲကန်းနဲ့ပညာရှင်တူတွေမဟုတ်ဘဲနဲ့သူရဲ့ရှားဖွေတွေးရှိမှုတွေနဲ့အတူကျွန်တော်တို့ခေတ်သစ်ခွဲစိတ်ပညာစားတောက်ကုန်ဘေးကင်းရေးဂျမိုင်းဆောင်ရှောင်းမှုစတဲ့နယ်ပယ်တွေအားလုံးကိုပြောင်းလဲခဲ့တယ်လူသားမျိုးနွယ်အပေါ်မှာကြီးမားတဲ့ဂုဏ်ကျေးဇူးရှိတဲ့ပုံကိုရေးဖြစ်ကျွန်တော်တို့သမိုင်းမှာထာဝရအမှတ်တရဖြစ်နေမှာပဲရှိနေမှာပဲဖြစ်ပါတယ်နောက်လာမယ့်အပိုင်းတွေမှာကျွန်တော်တို့သူနဲ့ခေတ်ပြိုင်ယောဂပိုးမွားတွေရဲ့ စင်မြစ်ကိုတေချာစနစ်တကျဖော်ထုတ်နိုင်ခဲ့တဲ့ Robert Koch လို့ပုဂ္ဂိုလ်ကြီးတွေ Antiseptic Surgery လို့ခေါ်တဲ့ပိုးတန့်ထားတဲ့ခေတ်သစ်ခွဲစိတ်ပညာကိုစတဲ့အုံမြင့်ချပေးမယ် Joseph Lister လို့ပုဂ္ဂိုလ်ကြီးတွေအကြောင်းကို လာမဲ့အပိုင်းဒီမှာစေချာလေးဆက်ပြီးတော့စင်တကျဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဘမ်ဂျူးဆိုရင်တော့ကျွန်တော်ရဲ့ Channel လေးနဲ့ကျွန်တော်ရဲ့ Video လေးကို Like and Subscribe လုပ်ပေးဖို့ဒီနေ့ကနေပဲတောင်းဆိုလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ ပုံကိုတူတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့နောက်အပိုင်းနေတဲ့အတူပြန်လာခဲ့ပါမယ်